အလုံးမဲမီလာပါရှင်ကျွန်မကတော့စာဖတ်သူ justice ဖြစ်ပါတယ်ရှင်းမှာတော့ဆရာကြီးဦးအောင်တင်ရေးသားထားတယ်အနာဂတ်ကိုမကြောက်နဲ့ဆိုရဲစာအုပ်ရဲ့အပိုင်းတစ်ကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်အနာဂတ်ကိုမကြောက်နဲ့ကုသိုလ်ကံဆောင်မလို့ထောင်ကြကျွန်တော်အကြောင်းကိုတော်တော်ပဲပြောလိုက်ရပါအောင်ပြီကျွန်တော်ဖခင်ကဒုက္ခမဆီယုံဝင်တခင်ကြီးမောင်းနဲ့ ကျွန်စားကျွန်ပညာရေးဆိုရဲတန်ပြင်မုံမုံနေချိန်မှာကျွန်တော်ကစတုထတဲ့အောင်လာခဲ့သည်ကျွန်တော်တို့ခေတ်ကတန်ပြင်ကြောင်သုံးမျိုးရှိသည်မြမဆာမာပါကျန်ပါတာအားလုံးကိုအင်္ဂလိပ်လိုရှိသင့်သောမရှင်ကျောင်းကြီးများကဲ့သို့သောအင်္ဂလိပ်ကျောင်းအင်္ဂလိပ်မြန်မာနှစ်ဘာသာသင်ထက်တန်းကျောင်းအားလုံးမြန်မာလိုရှိတာသင်ရသောတိုင်းရင်းမြန်မာထက်တန်းကျောင်းဤသုံးမျိုးတွင်ကျွန်တော်ဖေတခင်ညီမောင်ကကျွန်တော်ကိုမြန်မာထက်တန်းကျောင်းတွင်သာထားခဲ့သည်တခင်စိတ်ကြောင့်လည်းဖြစ်နိုင်သည် အင်္ဂလိပ်မြန်မာနှစ်ဘာသာသင်ကြားကျွန်တော်တို့မြို့ခေါ်အင်္ဂလိပ်ကျောင်းကဝေကုံကြီးကြတန်ငယ်ပုံများသောကြောင့်အင်္ဂလိပ်စီးပွားရေးကြနေခြင်းမို့လည်းဖြစ်ကောင်းဖြစ်ပါလိမ့်မည်။တိုင်းရင်းမြန်မာထက်တန်းကျောင်းတွင်အင်္ဂလိပ်စာကိုအဘိုးဘာသာဖြစ်သင်ခြင်းသင်သင်ခြင်းနေတည်ပြီးနေသေးသောကြောင့် ABC ဘာသာလောက်လမီဖတ်တာလောက်ကိုတော့တက်ခဲ့ပါသေးသည်။ကျွန်တော်တက်ခဲ့တော့အင်္ဂလိပ်စာအခြေခံလောက်ကိုစာဖတ်သူသိထားအောင် ပြောလိုက်ရပါဦး။ He, she စာရမျိုးတွေလောက်ကိုကျွန်တော်သိနေသည် သို့သောဒူဒါစသည်တို့ကိုလူနေရာမျိုးတွင်သုံးရသည်ကို ကျွန်တော်လုံးဝပွဲကြတိုက်ခဲ့တွေ့ကြုံမှတ်သားလေးတွေကြောင့်မြင်းကြောင်ကြွက်ညက်စသည်စကလုံးများလောက်ကိုတော့အင်္ဂလိပ်လိုသိနေသည်ဆိုပါစို့ကျွန်တော်အင်္ဂလိပ်စာအခြေခံက ထုံးမြတာဖြစ်သည်စစ်ကြည့်ပြီးတော့ထိုစင်က တက်ကြသောလူငယ်တိုင်းလွတ်လပ်ရေးလှုပ်ရှားမှုကြီးတွင်ပါဝင်ခဲ့ကြသည့်အတိုင်းတက်ကြွသော မောင်သိန်းသည်လည်းပြည်သူရဲဘော်အောင်သိန်းဖြစ်သွားပါလိမ့်တော်သည် နောက်တော့ ါတီစည်းအုံးရေးတွေဝင်လာသည့်တွင် Socialist Party ဝင်ဖြစ်သွားလေသည်။ဒီခါကြတော့မှအင်္ဂလိပ်စာတက်လိုက်ခြင်းဒီမှာဖြက်ဖြက်လူနေတော်သည်။သို့သော လူမျိုးရွယ်လေးရောက်နေနိုင်ငံရေးတက်လေးရောက်နေဘလို့လို့ပြီးတည်နေနိုင်တော့မှလေ။တီတိုင်းပဲမျောပါနေရတော့သည်။သမိနေရလေးတစ်ခုကိုပြောလိုက်ရအောင်မြင်။နောက်ပိုင်းမှာရန်ကုန်ဘက်နိုင်ငံရေးတင်တန်းတွေဘာတွေတင်းရင်ရောက်လာတော့တက္ကသိုလ်ကိုမြင်တိုင်းတက္ကသိုလ်အကြောင်းအရာတွေကိုတွေးလိုက်တိုင်းဆေးရငယ်ချင်း ဝန်내ကြေွယ်ခြင်းဖြစ်ခဲ့မိရသည်1949လောက်တွင်ဖြီးတွင်းတောင်းကျမှုကြီးရှိန်ဟောမြင့်လာတော့ကျွန်တော်ကတရက်မျိုးတွင်ဖျံစည်းရုံးရမှုအဖြစ်ရောင်နေသည်တရက်ကိုရောင်တရက်ကိုရောင်ဆောင်ကုန်းတွေကတင်ပိုက်တော့ကျွန်တော်ဇာတိကြောင့်ရင်းကြီးတို့ပြန်လာခဲ့သည်အမှန်ကရန်ကုန်ဘက်ကိုဆင်းလိုက်ရင်ကျွန်တော်ကောင်းကောင်းကြီးလွတ်နိုင်ကြအောင်ကျွန်တော်သိသည်သို့တော့ကျွန်တော်နိုင်ငံရေးကိုစိတ်ပြတ်နေပြီး လွတ်လပ်ရေးလှုပ်ရှားမှုတွေဝင်ပါရင်ကယောက်ကရန်ပါတီနိုင်ငံရေးရက်တဲ့ရောက်သွားသည့်အဖြစ်မှာရုံထွက်ခြင်းမီထို့ကြောင့်တောင်တွင်းကြီးတို့ပြန်လာခြင်းဖြစ်သည်တီခါကတောင်တွင်းကြီးမြို့ကိုရဲဘော်ဖြူများကတင်ပိုက်ထားသည်ကျွန်တော်တို့ကလည်းဘာမျှနောက်ရှက်မပေးပါလွတ်လပ်စွာ နေခွင့်ရပါသည်နောက်ပိုင်းတွင်တော့သူတို့စီရင်နိုင်ငံရေးအခြေအနေပြောင်းလာ၍လာမည်ကျွန်တော်တို့ကိုခဏလောက်လိုက်ခဲ့ပါဟုပြောပြီးလင်းဖမ်းပြီးထောင်ထဲထည့်လိုက်ပါတော့သည်ကျွန်တော်တို့ဆိုဒီမှာအားလုံးရှေ့ရောက်ဖြစ်သည် ကျန်လူများကိုစရင်ထုတ်ပြမနေတော့ပါကျွန်တော်ဘဝအတွက်အလှပြောင်းရှိဖို့ဖြစ်သွားစေမည်တောင်တွင်းကြီးသခင်ကျော်စိန်မှာဒူဖန်းခံရပြီး ထောင်ထဲပါလာခြင်းဖြစ်ပါသည်ပထမတော့ကျွန်တော်တို့လည်းနှက်ပြန်တပတ်ပဲပြန်လွတ်ကြောင်မလို့လို့ထင်စားမိကြသေးသည်နောက်တော့မမျော်လင့်တော့ပါဒီလိုနဲ့ထောင်ထဲတွင်အင်္ဂလိပ်စာကိုသခင်ကျော်စိန်ထံမှသင်ယူရပါတော့သည် အထင်ကျော်စင်ကစင်မပြေမီကပဲဆယ်ရန်အောင်ထားခဲ့ပြီးစာဖတ်လဲဝန္ဒနာပါလေတော့ဘုဒ္ဓရာတွေခေါ်အလွန်ပြည့်စုံသူဖြစ်သည်သူတင် जा ပေးသမျှကိုကျွန်တော်ကလည်းကြိုးစားပန်းစားမှတ်ယူသည်တခုရှိသည်ကထောင်ထဲတွင်ဆရာတော်ရဲ့မခွဲမခွာတူနေရသည်ဖြစ်လေတော့မေးစရာရှိလျင်လက်မေးလိုက်ရုံပဲဖြစ်သည် အပြင်မှာဘေကျူရှင်ဆရာနှင့်တင်တယ်မြနိုင်သောခွင်တူးကြီးကိုရနေသည်ဟုဆိုနိုင်ပါသည်အပြင်တွင်ဖြစ်နေသောနိုင်ငံရေးစီးရဲချင်းတွေအရကျွန်တော်တို့မှလည်းမကွေးထောင် ပြည်ထောင်ဖျက်ထောင်စသည့်အပြင်မကြခဏပြောင်းရပါသည် အချို့နေရာများတွင်အချိန်အရစာသင်ခွင့်မရပါတိုးတော်လည်းစာသင်ခွင့်ကလေးနည်းနည်းရလိုက်သည်ကျွန်တော်ကသင်ယူခဲ့ပါသည်ဤသို့နှင့်ထောင်ထဲတွင်ခုနှစ်လခန့်နေခဲ့ရရာလေးလလောက်ကောင်းစွာသင်ခွင့်ရခဲ့ပါသည်ကျွန်တော်လည်းဆယ်တန်းပြားတန်းစာလောက်ကိုလွယ်လွယ်ကူကူဖတ်နိုင်သည့်အခြေအထိအားရောက်သွားခဲ့သည်။ထောင်ပြင်ရောက်လာတော့အင်္ဂလိပ်သတင်းစာတွေကိုအကြောင်းအရာလေးအောက်တော်ရိပ်ဖတ်နိုင်လာကြောင်းတွေ့ရပါသည်။ ကျွန်တော်နဲ့ထောင်းနေပိုင်များကအိမြလောက်သောအချိန်လေးတွင်အိမြလောက်တိုက်မြသွားသည်ကိုတန်တော်ပြောကြပါသည် စင်ကြယ်ကျွန်တော်ကညံကောင်းမရေမဟုတ်ပါတခြားနေသောစိတ်နှင့်ဆန္ဒပြင်းစွာကြိုးစားခြင်းထောင်းတွဲတွင်ထည့်ထားလိုက်သောကြောင့်အခြားထွေထွေရရဗာကိစ္စများမရှိပဲအချိန်ပြည့်လုံးနေနိုင်ခြင်းစသည်တို့ကြောင့်အိမြမြင်မြန်တက်ပြောက်ခဲ့ခြင်းဖြစ်ပါသည်ထို့နောက်ကျွန်တော်ဆဲတဲ့အောင်တက္ကသိုလ်ရောက်မဟာဝိဇ္ဇာအောင်တက္ကသိုလ်မှဆရာဖြစ်နောက်ပြီးစာရေးဆရာဖြစ် 1940ခုကရဲဘော်ဖြူတို့၏ဖမ်းဆီးခြင်းကိုတောင်းခံခဲ့ရလျင်ကျွန်တော်ဒီဖြစ်မျိုးဒီစင်မျိုးကို ရောက်မလာနိုင်ဟုကျွန်တော်မကြောက်မနာတွေးမိပါသည်။ထို့ကြောင့်ကုသိုလ်ကံဆောင်မလို့ထောင်ကြားမှုဆိုလိုက်ရခြင်းဖြစ်ပါသည်။ဗေဒင်သမောနေတာပြောလိုက်ကြပြီဆိုရင်ဇာတာညိုကျမဆိုးခိုင်ကို ထိတ်ခတ်ကြိုးချီအချက်တောင်ခံရသည်ဟု ဆိုရပါတော့မည်။တရုတ်ခွာစာကြီးကျွန်တော်မှတ်သားမှုသောတရုတ်ပညာရှိကြီး လင်ယူတန်ရီပုံမြင်လေးတစ်ခုကိုထည့်ရေးလိုက်ရပါအောင်မည်တခါကရွာလေးတစ်ခုတွင်တရုတ်ဖိုးကြီးတာဖမြောင်ရှိကြသည်သူတို့ကမြင်မွေသည်ဒီနေ့တွင်တော့မင်းတစ်ခါပျောက်သွားသည်အိမ်လေးချင်းတွေကပျောက်ကြီးကိုသနာကြသည်စင်ကောင်းပါဗျာခမကန်ဆိုးရှာဘာဖြစ်လို့ကန်ဆိုးရလို့ပြောရလဲခမမှာမင်းတစ်ခါပျောက်သွားတယ်မဟုတ်လားမင်းတစ်ခါပျောက်တာနဲ့ကန်ဆိုးရတယ်ခမဘာကြောင့်ပြောနိုင်တယ် ဒီတို့လေလုံးလည်းပတ်ချလဲပတ်ချလိုက်နေလေတော့အိန်းချင်းတွေကလည်းဘွားစာကြီးဆိုပြီးပါများဆက်မပြောကြတော့ဒီလိုနဲ့တပတ်ဆယ်ရက်လောက်ကြတော့မြင်းဆိုဒီမှာဖော်ခင်တတ်သည့်တဝါဖြစ်ကြသည့်ဒါပျောက်သောသောမြင်းပြန်ရောက်လာသည်။ကြောက်လာတော့တကောင်လည်းမဟုတ်။မြင်းရိုက်ကောင်မှပူပါလာသည်သည်။တီတော့အိန်းချင်းများကခမရကန်ကောင်းတယ်ဗျာ။ဘာဖြစ်လို့လဲ။ခမရမှာမြင်းတကောင်တို့လာတယ်လေ။မြင်းတကောင်တို့ကလည်းကန်ကောင်းတယ်လို့ဘာကြောင့်ပြောရလဲ။ ရှင်းဤတိုင်းပင်ဝါစာကြီးကိုဆံပြောတော့တီလုံးနေနောက်ရောက်လာတော့မြင်းဟိုင်းကိုတားဖြစ်သူကစီကောင်းကျင်ရာမြင်းမော်ကလိမ့်ကြပြီးခြေရိုးသွားသည်နဲ့ခြောက်ကလေးထော်နှင်းဖြစ်သွားရှာသည်အိန်ဒီဂျူနီကစင်ကောင်းကြခမရကန်ဆွဲပြီဘာဖြစ်လို့လဲခမရမှာဒီသားတယောက်ပဲရှိရခြေချိုးသွားဟုတ်ကျုပ်သားခြေချိုးရနဲ့ကန်ဆွဲလို့ဘာကြောက်ပြောနေတယ်လဲရှင်းဤအတိုင်းဝါစာကြီးကိုဆက်ပြီးဘာမျှမပြောကြတော့ချင်း ဒီလိုနဲ့တနေ့တော့ပြည်နယ်ချင်းတစ်စစ်တစ်ကြရာပြည်နယ်ဧကရာကတနေ့လုံးရှိရဲရောင်သမားသူလူငယ်မသမားစစ်ထဲလိုက်ရမည်မင်းတို့ပြန်ခေါ်ရင်တော့ရသူသားသိတယောက်သား6လောက်ထော်နေဖြစ်နေတော့ကြောင်းချမ်းသာရရခဲ့သည်တည်တော့အိမ်ကြီးချွေနေကပြုတ်ကြီးကန်ကောင်းနေလင်ယူတန်ကပြန်ဆိုးသည်ကန်ကောင်းသည်ဆိုတော့အချက်မျိုးကိုမြတ်တော်အဖြစ်ချင်းကဆုံးဖြတ်သည်ဟုဆိုလိုကြောင်းတည်တာပါသည်နောက်လောက်တွေးပါတော့ဘုံမြင်ကလေးမို့ကျွန်တော်လုံးနှစ်သက်မိပါသည် မြောင်လောင်းကုံနာကြီးတခါတော့ကုံနာကြီးတယောက်ဒီမြတ်စွာဘုရားထံသို့ရောက်လာပြီးသူ့အသက်ဘလောက်တွင်သိမြမည်တည်ဒီနာဘယ်ဘဝသို့ရောက်မည်ဆိုသည်ကိုဟောကြားပေးပါရန်လျှောက်ထားတောင်းပန်လေခြင်းမြတ်စွာဘုရားကလည်းမိတိတည်းရန်တွင်သိမည်တည်ဒီနာအင်ကြီးသောတော်ကြီး၌မြောင်ကြီးဖြစ်လိမ့်မည်ဟုမိန့်တော်မူလိုက်သည်တေရမည်တပ်ပိုင်းခြားကိုလိုမိပါလျက်မတည်ဒီသောအခါပုံနာကြီးကဖျားရှင်ထံပြောင်းလာပြီးဖျားမိတ်လိုက်သည့်အသက်တွင်မသေးပဲရှိခဲ့ကြောင်းဆောက်ထားပြန်သည် ဒီတော့ဘုရားရှင်ကအတင်ပုံနာငါဟောလိုက်ပြီးဒီနောက်တင်မြည်သည့်မှုများကိုပြည့်စုံနေအရှင်ဘုရားဟောလိုက်ဒီတိုင်းနာဝရရောက်ဖြစ်သွားသည်ရှိသောချမ်းသာစွာနေနိုင်ရန်ထိုတော်ကြည့်တို့သွားပြီးရင်ရေကံများကိုလည်းတူပါသည်ချုံမိန်တော်တိပင်စာဝေများကိုလည်းစိုက်လွှတ်ထားပါသည်ယခုဆိုရင်တောကြီးမှာလွန်သွားရတဲ့ကျင့်ကြံတော်ဘောင်းတို့ပျော်မွေ့ရာတောကြီးဖြစ်သူရောက်ရှိနေပါပြီခရားအတင်ပုံနာ သင်ယခုတိုင်းသင်အသက်ရှင်လျက်ရှိနေတဲ့ဒီမှာထိုကုသိုလ်ကြောင့်မလောဤဝိထုကိုထောက်လိုက်ရင်အတိတ်ကံကိုလည်းပြစ္ဆုတ်ပံကံကထိုက်တင်သလောက်ပြုပြင်နိုင်စွမ်းရှိကြောင်းထင်ရှားပါသည်တူတောင်းစားမောင်းနှံဒီနေ့တော့မြတ်စွာဘုရားသခင်ကမြတ်စွာဘုရားသခင်ဤเจ้าတော်ဆွမ်းစားသည့်ရဲ့နေ၌ဆွကျွေးစင်ရံကလေးများကိုတောင်းယူရန်ဆောင်နေသောတူတောင်းစားမောင်းနှံကိုဘုရားရှင်ကမြင်တော်မူ၍ပြုံးတော်မူသည် ရှင်အာနန္ဒာကရှောက်ထောင်းမင်းမြန်းတော်ခါဘုရားရှင်ကစိတ္တအာနန္ဒာဤသတိမောင်နှံသည်နှစ်ဖက်မိဘတို့မှရသောအမူအရာဖြင့်ဂရိဖြစ်စဉ်နှစ်သက်ကျွေးပါသောနိမောင်နှံတို့ဖြစ်ခဲ့ကြ၏ပထမရွယ်တွင်လောကီချမ်းသာကိုလို၍အားထုတ်ခဲ့သည်ရှိသောဤနေပြည်တွင် ပထမဆင်ကျွေးပါသောသတိမောင်တထေးမောင်နှံတို့ဖြစ်ခဲ့ရဖြစ်ခဲ့လျာ၏လောကုတ္တရာချမ်းသာကိုလို၍အားထုတ်သည်ရှိသောလင်သည်အရဟတမတ်ကိုဆက်၍မြားသည်အနာဂါမိမတ်ကိုဆက်ရ၏ ဒုတိယရွယ်တွင်လောက်ရင်စီပွားကိုအားထုတ်သောအီနေပြည်တွင်ဒုတိယဆင့်ကျွဲဝါဆောင်သောတထေးမောင်နှံခီယာ၏လောကုတ်တရာစီပွားရေးကို အားထုတ်သော လင်းသည်အနာဂါမိမတ်မြားသည်တက္ကတာဂါမိမတ်ကိုစိုက်လျရာ၏ဒုတိယရွယ်လွန်စားတွင်လောဒီစီပွားကို အားထုတ်သောတတိယဆင့်ကျွဲဝါဆောင်သောတထေးမောင်နှံခီယာ၏လောကုတ်တရာစီပွားကိုအားထုတ်သောလင်းသည်တက္ကတာဂါမိမတ်မြားဖြစ်သူသည်သောတာပတ္တိမတ်ကိုစိုက်လျရာ၏ ယခုကခါလွန်လေပြီဖြစ်သောကြောင့်ရေခမ်းချောင်းနေသောအိုင်နေနိုင်မြင်းမိုင်နေသောရိုင်းုံပေါင်းနံပါတ်ဖြစ်ကြနေပြီအာနန္ဒာဤဝိသုကိုတေချာသုံးကန်ချိလိုက်ပြီဆိုရင်တိတ်ကပါလာသောကောင်းမှုကုသိုလ်ကံအကျိုးကိုပစ္စုပန်ကံကမြင့်နိုင်ကြောင်းသိလာပါသည် သူတို့မောင်နှံ၏အတိတ်ကုသိုလ်ကံကြီးမားလိုက်ပေါ်မှာ အောင်းလို့မဆုံးနိုင်အောင်ဝင်ဖြစ်သည်စဉ်းစားကြည့်ပေါ်လောကုတ္တရာချမ်းသာလိုခြင်းမက္ခုကိုရနိုင်ပြီဆိုတော့တင်းမြကြီးမြင့်သောပညာပါရမီမှာမအောင်လောက်ပေဘူးလား ိဿုပ္ပံကံကဟုံးမဟုတ်လေတော့ထို့သို့သောပါရဘဘဝပါရမီတို့မှာတဲရည်သွင်းဖြစ်သွားရလေတော့သည် မစီမဆိုင်ဟု ဆိုလျင်လဲဆိုခြင်းလင်းလဲဆိုပါတော့လင်ယောက်ျားဟုံးမဟုတ်သောကြောင့်တနည်းတဲ့ဘက်ကပါလာသောပါရမီလေးပင်ပြုတ်ပြုတ်ပြုံးသွားရှာလေသောကြောင့်နင်းထက်များကိုကိုလိုတော်ရှောကသနာနေမိပါသည်ထို့ကြောင့်ကျွန်တော်တပည့်မကလေးများကိုလင်ရွေးမကောင်းရင်ကို့မှာပါလာတာလေးတွေဘုရားစီးစိမ်သာမကား ပန်ဝီဘာပြုတ်ပြုတ်ပြောင်းသွားတတ်သည်ဟုအင်းနိဘတ်တော်ကလေးကိုတာတကားပြူ၍သတိပေးမိလေရှိပါသည်။ကျွန်တော်ကလူငယ်တွေအတွက်အားကျုံပိုင်းအတွက်ကျူစာပန်းစာရင်းနေသည်ကိုဆက်ဖက်သူများသိနေကြပြီဖြစ်ပါသည်။ထို့ကြောင့်လူငယ်များဘက်သို့တစ်ချက်လောက်လှည့်ပြီးပြောလိုက်ပါစေ။အောင်ကျွန်တော်ကိုခွင့်ရကြပါ။ဒီနေ့အကြောင်းသားငယ်များဆရာကြီးပြမိုးနေရင်အတိတ်တွင်လှုပ်လှုပ်လို့မရ နာဂတ်တွင်လည်းအလုံးလုံးလို့မရပစ္စုပန်မှာသာအလုံးလုံးလို့ရလေသည်ဟူသောစကားကိုမမိကြလိမ့်မည်ထင်သည်ထို့များမကပစ္စုပန်သည်တိတ်ရန်ကိုလည်းထိုက်သိမ်းသလားပြုပြင်နိုင်သည်နာဂတ်ကိုလည်းပေါ်လောင်းနိုင်သည်ဟူသောချက်ကိုလည်းခိုင်ခိုင်မာမာယုံကြည်ထားသင့်သည်ဝိထုတဘောဤရှေးခိမိဇလန်းကိုစာမျက်နှာကျော်ဖတ်လို့ရနိုင်တယ်လို့ဘဝတွင်စာမျက်နှာကျော်ဖတ်လို့ရနိုင်ဒီမဟုတ်ပြစ္ဆုတ်ပန်သားလည်းကိုယ့်လက်ထဲမှာရှိသည်မိမိဘဝချင်းနေမှာစေရနာမှာကောင်းနံပါနေပါလိမ့်မည် လူမှုရေးစင်နေပါကောင်းနေပါနေပါလိမ့်မည်အတိတ်ကံရဖြစ်လာရသည်ကိုဘာမြမတနိုင်ဟုသဘောထားလိုက်ပါသို့တော့ကိုတက်နိုင်ဒီကပြစ်ဆုံးပိုင်ဖြစ်သည်ယနေ့ရီကမောပါပြမှုလိုက်သောခိစ္စတခုသည်နောက်သောခါကျုပ်ခဲ့เสียသို့မဟုတ်ထိတ်လန့်ဆိုရင်เสียဖြစ်ခြင်းဖြစ်လာတတ်သည်ယနေ့ထိတ်လန့်ဆိုရင်ဆိုရရသောပြဿနာတခုသည်နောက်သောခါဝမ်းမြောက်ရှင်မျိုးရသောအဖြစ်ထွက်ခြင်းထွက်နေတတ်သည်လွယ်လွယ်ဥပမာတစ်ခုကိုပေးလိုက်ခြင်းသည် မင်းကြီးတယောက်ချစ်သူနဲ့ခုကလိုက်ခင်းမိကိုမိဘတွေထီသွားတော့ကြအောင်မလိုက်ခင်မိုးလိုက်ရဒီမှာနင်းနေညညာဘဝတစ်ခုလုံးသွားပါပြီပေါ့နော်နှင်းနိုင်ငယ်ကြလာလိုက်တော့ထူစင်ကမတော်တဆမြောက်ခုကလိုက်မိတော့ကလေးတော့ကလေးဟုပြန်တွေ့ပြီးအမလဲဘုရားမပဲလို့ဟိုထိတ်လိုက်ရင်တော့မိတာမျိုးတွေခဏခဏတွေ့ကြရသည်ထို့ကြောင့်အချိန်နဲ့ခစ်တွေကို လွန်ဆန်ပြည်မြတ်တည်နိုင်သောလူပဝအတွင်အနာဂတ်ကိုစင်ကြင်ရနှင့်လမ်းမျောပြီးပြစ္ဆုတ်ပံကာလကိုဖိုးနှံအောင်လုပ်နေရသလိုအပ်သည်ထို့ကြောင့်အနာဂတ်ကိုကြောက်နေကြမလို့ဂယုတစိုက်တဝှထားရညီမှာပြစ္ဆုတ်ပံသာဖြစ်သည်ဟုလူငယ်များအားစကားဆိုလိုက်ရပါသည်